ဒီဇာနီဒီနေ့ပြောင်းဒီမှာကဘာလို့ဖြစ်မလဲဆိုရင်ဇာနီတို့ဒီမှာပေါ့နော်ပိတ်ဆဝိုင်းဆက်ဆပြီးဖြတ်တယ်ဆိုရင်ဘလောက်ဖြတ်ကြလဲပေါ့နော်ပိတ်ဆကိုဘလောက်ထိဖြတ်ကြလဲဘလောက်အတိုင်းတာထိဖြတ်ကြလဲဘယ်နှကိုက်ဖြတ်ကြလဲဘယ်နှထွားဖြတ်ကြလဲဒါလေးကိုနော်မသိသေးတဲ့သူတွေအတွက်ပေါ့နော်ဇာနီကပညာတနာလေးမျှော်ပြီးမှဖြစ်ပါတယ်နော်โอเคနော်အာဒီမှာဆိုရင်ဇာနီကဒီပေါ့နော်၄မျိုးခွဲထားတယ်ကိုလုံး သိတဲ့သူပေါ့နော်ပြောမှဆိုပုံမှန်ကိုလုံးရှိတဲ့သူပုံမှန်ခန္ဓာကိုရှိတဲ့သူအာပြောမှဆိုပိန်တဲ့သူပေါ့နော်ပိန်တဲ့သူပြီးတော့ကိုလုံးအနေတော်ရှိတဲ့သူနောက်တစ်ခုကကြတော့အာဒီဝရတဲ့သူပေါ့နော်ဒီခန္ဓာကိုပြည့်တဲ့သူနောက်တစ်ခုကကြတော့ခန္ဓာကို over over ဖြစ်သွားပြီးအာဝလွန်သွားတဲ့သူတွေပေါ့နော်နည်းနည်း over ဖြစ်သွားတဲ့သူဆိုရင်ဘယ်လိုဖြတ်ကမလဲဒါတထည်ချင်းမဟုတ်ဘူးနော်ဒါထမိန်နဲ့အင်ဂျီဝိုင်းဆက်ဖြစ်တဲ့နေလေးကိုပြောပြပေးမယ်နော်အဲ့ဒါဆိုရင်ပထမဆုံးတိချက်နေတဲ့ဇာတ်ရိုးသိရမှာကအနံတွေကိုအရင်ဆုံးသိ เนาะပိစမှာဆိုရင်ဘလို့အနံ့နေရှိတယ်လဲဆိုသိထားရမယ်เนาะအခြေခံအဖြစ်၃မျိုးရှိတယ်เนาะအနံ့နေမှာဆိုရင်ဇာတိရုပ်ကဇာတိရုပ်အခု၂000အနံ့စပြီးပြောပြထားတယ်ဒါပေမဲ့အနံ့က၂000တန်းနဲ့စရှိတယ်အသေးဆုံးအနံ့၂000တန်းเนาะ၂000တန်းကအသေးဆုံးအနံ့သေးပေါ့เนาะပုံမှန်အနံ့ဆိုရင်၂000တထွာလို့ခေါ်တယ်နောက်ကအနံ့လုံပေါ့เนาะအနံ့လုံကြတော့ဇာတိကအနံ့ကြီးဆိုရင်၃000တမိုက်ရှိတယ်အနံ့လုံဆိုရင်ဒီ၃000တထွာတော့ရှိတယ်เนาะအဲ့ဒါကြီးကအနံ့လုံကိုခေါ်တယ်အနံ့ကြီးလို့လည်းခေါ်တယ်ပေါ့เนาะဒါလေးကြီးရှိတယ်ပေါ့เนาะဒါလေးကြီးကို ဒီအခြေခံအဖြစ်သိထားရမယ်။ဇန်နီကအခုအဲဒီပုံမှန်အနန်းနေစပြောပြမယ်နော်။2000တန်းဆိုရင်တော့တကယ်လို့အနန်းသေးဖြစ်တယ်ဆိုရင်တော့ဇန်နီတို့ကတစ်ချက်ပုံပြီးဖြတ်ပြရမှာပေါ့နော်။အာဒီမှာဇန်နီက2000 2000တန်းထွားနေပုံမှန်အနန်းနေပြီးပုံမှန်အနန်းဆိုဘယ်လိုဖြတ်မလဲ။အဲဒီအနန်းလုံးဆိုဘယ်လိုဖြတ်မလဲအဲ့အနမျိုးပြောပြပေးမယ်နော်။ Okay အဲ့ဒါလိုက်ကြည့်မယ်။ အပြမတို့တိချနေတဲ့ကိုလုံးသေးတဲ့လူစားနေတစ်ချက်ပြောပြပေးမယ်ပေါ့နော်ကိုလုံးသေးတဲ့သူဆိုရင်ဇာနေတို့ကပိတ်ဆက်ဖြစ်တော့မယ်ပုံမှန်အနံပိတ်ဆက်ဖြစ်မယ်2000ကျော်အနံဖြစ်မယ်ဆိုရင်ဇာနေတို့နော်အဲ့မှာပေါ့ကိုလုံးသေးတဲ့လူဆိုရင်ဇာနေကအနံပုံမှန်အနံနဲ့ပုံမှန်အနံဆိုဘလို့ဖြတ်မလဲအဲအနံကြီးတွေဆိုရင်အနံလုံးတွေဆိုဘလို့ဖြတ်မလဲနော်ဒါနဲ့မျိုးပြပြသွားမယ်ကိုကစာအုပ်ထဲမှာကုရေးပေးထားနော်ဒါလေးတွေကိုအရှင်းပြီးရေးထားလဲရတယ်နော်ဇာနေကဒီမှာနော်အရှင်တော့ကနော်ဆီယမ်မတင်ထားတဲ့အရာဥစ္စာတွေကရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့နော်အပေါ်အောက်ဖြစ်နေတယ်နော်ဒါလေးတစ်ချက်ကိုကကို ဒီမှတ်မိနိုင်တဲ့အနေအထားရေးပြီးပေါ့နော်စာရဲထဲမှာစာအုပ်ထဲမှာโอเคအဲ့ဆိုဝိုင်းဆက်ပြင်မယ်ဟွန်းလက်ပြက်လက်တူ เนาะကိုယ့်ရဲ့အိန္ဒိယလက်ပြတ်ပဲချုပ်ချုပ်လက်တူပဲချုပ်ချုပ်အဲ့ဒါဆိုရင်ဇာတိလို2000ထွာနန်းဆိုရင်ပိစာကိုယ့်ရဲ့ပိစာ2000ထွာနန်းဆိုရင်3ခိုင်ဖြတ်ရမယ်တဲ့เนาะလက်စကားဆိုရင်လက်စကားချုပ်မယ်ဆိုရင်3ခိုင်နဲ့တစ်ထွာထွာဖို့ဖြတ်ပြရမယ်လက်ရှည်ဆိုရင်3ခိုင်ခွဲဖို့ဖြတ်ပြရမယ်เนาะဒါကကြတော့ကိုယ့်အတောင်းနေပြန်ဖွဲ့ပေါ့เนาะတောင်းနေသိကျင်နေသူကတောင်းနေပြန်ဖွဲ့မယ်เนาะโอเคဒါကအနံပုံမှန်အနံเนาะတကယ်လို့ကိုယ့်ကပိစာကအနံလုံးအနံကြီးတယ်ဆိုရင်ရှော့ဖြတ်ပြရမယ်ဘလို့ရှော့ဖြတ်မလဲဆိုရင်လက်ပြတ်လက်တူဆိုရင်9000ဖြတ်ရမယ် နော်9000ဆိုတာကဈာနေတို့ကဒီမှာ3ไก่ဆိုတာက6000ပြောတာ3ไก่ဆိုရင်6000 9000ဆိုတော့နက်ไก่ခွဲဖြစ်သွားမယ်နော်ဒီမှာသုံးကိုက်ဆိုနှစ်ကိုက်ခွဲလျှော့ဖြတ်ပေါ့နော်ဒါတောင်နေကိုက်တွေကတော့ကိုယ့်ကိုအခြေခံအဖြစ်တော့အခြေခံတိထားကြည့်ကြတော့နားလေတယ်ပေါ့နော်โอเคနောက်တစ်ခု let's က let's ကချုပ်မယ် ်ဆိုရင်เนาะတောင်စိအပေါ်တောင်စိအောက်ပေါ့เนาะအဲ့လိုမျိုးချုပ်မယ်ဆိုရင်၅လုံးတစ်ထွားဖြတ်မယ်အဲနောက်တစ်ခုကလက်ရှိဒီပါချုပ်မယ်ဆိုရင်၃ကြိုက်ဖြတ်မယ်เนาะအဲဒီမှာသတိထားကမှာကတစ်ချက်သတိထားမှာကဇာတိတို့ပုံစန်းစန်းနေချုပ်မယ်ကွာပုံစန်းနာလေးတွေချုပ်မယ်ဆိုတာပိစာပုတ်ကုန်နေလေးเนาะနှစ်ချက်ချုပ်မှာဖြစ်ဖြစ်ဥပမာအခုချုပ်နေရနိုးဗရာလေးတွေပဲဖြစ်ဖြစ်အခုချုပ်နေရခတောင်လေးတွေပဲဖြစ်ဖြစ်ချုပ်မယ်ဆိုရင်ဇာတိတို့ကပိစာတွေကိုကော်ပိတ်တွေရကုန်နေပြီးတော့ပိစာအောင်နှစ်ထက်သုံးရမယ်လေเนาะနိုးဗရာလေးဆိုလည်းနှစ်ချက်သုံးရမယ်အဲ့လိုမျိုးချုပ်မယ်ကွာစင်တီနီးရလက်မနီးရမှာမဟုတ်ဘူးပေါ့เนาะအဲကွာစင်တီနီးမှာပိစာပုတ်ကုန်နာလားလက်မနီးမှာပိစာပုတ်ကုန်နာလားဒါလည်းမဟုတ်ဘူးပေါ့เนาะ ဒါပေမဲ့ဒီနှစ်ထက်ချုပ်တဲ့အုံထုပ်တဲ့အရာတွေနှစ်ထက်ချုပ်မဲ့အရာတွေပုံစံတဲ့အရာတွေဆိုရင်ဇာတိတို့ကတည်ထားမှာကပိတ်စားကပို့သုံးပေးရတယ်ဒါကြောင့်ဒါဆိုရင်ပုံမှန်ထက်ပေါ့နော်ဒီလိုပုံမှန်ထက်ဥမာဒီမှာ9000ဆိုရင်ဇာတိတို့က9000တထွာလို့ပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့ဝယ်ပေးရတထွာဒါမှမဟုတ်1000ပေါ့နော်သူ့ပို့ဖြတ်ပေးရတယ်ကိုချုပ်မဲ့ပိတ်စားပုံစံနေဆိုရင်ပိတ်စားကိုပို့ဖြတ်ပေးရမယ်နော်ဒါကဒီဆက်သမားတိုင်းရဲ့အခက်အခဲလေးတွေ ပေါ့နော်ဆက်သမားလိုက်မှလည်းသူခက်ခဲနေသူရှိရဲ့ပိတ်စနဲနေသူတွေ့စဉ်းစားအရန်ခက်တယ်ပေါ့နော်ဟောဒါလေးပြပြလားဒါကကိုကပို့ပြီးတော့ဝယ်ပေးရမယ်ဆိုတာသိရမယ်နော်ဒါလေးပြပါမယ်နော်โอเคเนาะအဲ့ဒါဆိုရင်ရမယ်เนาะဒါတခုအဲနောက်တခုနံပါတ်1ကကကိုလုံးအနေတော်သမားတွေเนาะကိုလုံးအနေတော်သမားတွေအဲဝတ်တတာပြင်နေเนาะရမယ်เนาะကိုလုံးအနေတော်သမားတွေကိုလုံးအနေတော်သမားတွေဆိုရင်ပေါင်ပေါင်ချင်းနဲ့ပြောမယ်ဆိုခုနကစာလေးတည်းမှာပေါင်ချင်းမပြောလို့ရအောင်เนาะ ပေါင်ချင်နဲ့ပြောမယ်ဆိုရင်ဒီမှာဒီကိုလုံးသေးတဲ့သူတွေပေါ့နော်ခန္ဓာကိုယ်ပိန်တဲ့သူတွေကိုလုံးသေးတဲ့ဆိုပေါင်ချင်120เนาะပေါင်ချင်အဖြစ်120အထိဒါဆိုရတယ်เนาะဒီခန္ဓာကိုယ်ကိုခန္ဓာကိုယ်လိုက်ပေါင်ချင်သိကျင်နေဆိုရင်ဒီ2000ကျော်နဲ့ဆိုရင်ဒီလောက်ဒီဒီဟာတွေဖြတ်ကြမယ်ဆိုရင်ပေါင်ချင်120အထိရတယ်เนาะဒါပြောချင်တာကိုလုံးအနေတော်သမားတွေကကြတော့ဇာတိယူကပေါင်ချင်ခုနလို120ရစားမယ်120နဲ့စဖို့လို့ရမယ်140အထိပို့လို့ရမယ်เนาะပေါင်ချင်အဖြစ်เนาะပေါင်ချင်လေးသိတာတော့လည်းပိုကောင်းတယ်ပေါ့เนาะ အဲဇာနီတို့ဆိုရင်ဒီထက်မှဝင်လို့ရတယ်ဇာနီတို့ဆိုကိုလုံးနေတော့သမားလို့ခေါ်လို့ရတယ်ပေါ့နော်โอเคအဲ့ဆိုရင်ဇာနီပုံမှန်အနံကိုပြောမယ်ပုံမှန်အနံ2000ဒွါနံမှာဆိုရင်ဒီ1ဆက်ဖြစ်တော့မယ်ဆိုရင်လက်ပြက်ဆိုရင်3ခိုင်းနဲ့တစ်ထွာเนาะကိုလုံးကြီးသွားပြီတဲ့ကြောင့်လို့ဇာနီကဘာဖြစ်သွားလဲပိတ်စာကပိုသွားပြီเนาะပိတ်စာကပိုသွားပြီလက်တူဆိုရင်3ခိုင်းခွဲလက်ရှိဆိုရင်အဲ3ခိုင်းခွဲပြီးတော့တစ်ထွာပေါ့เนาะပြောမယ်ဆိုရင်6တောင်နဲ့တစ်ထွာပေါ့ဒီ6တောင်3ခိုင်းက ုံးဝက်ကဘယ်လိုလဲတကိုက်မှဆို2တောင်ပေါ့6တောင်6တောင်ခွဲပြီးတထွားဆိုတော့9တောင်အဲ9တောင်ထွားပေါ့နော်9တောင်ထွားကိုပြောချင်တာတုံးကိုက်ခွဲပြီးတထွား9တောင်ထွားကို9တောင်နဲ့တထွားပြောချင်တာဒါတောင်ပြန်ဖွဲ့ရင်နော်နော်တောင်နဲ့ပြန်တွက်ပြီးနော်ဒါလေးပေါ့နော်နောက်ခုအနန်လုံးနေဆိုရင်ဘယ်လောက်ဖြစ်မလဲဆိုရင်အနန်ကြီးပေါ့နော်3တောင်တမိုက်ပဲဖြစ်ဖြစ်3တောင်တထွားပဲဖြစ်ဖြစ်ဆိုင်ကလက်ပြက်ဆိုရင်3တောင်တထွားအောင်လက်ပြက်ဆိုရင်9တောင်တထွားဖြစ်မယ်လက်တူဆိုရင်ဆိုင်3ကိုက်ဖြစ်မယ်လက်ရှိဆိုရင်3ကိုက်နဲ့တထွားဖြစ်မယ်နော်ဒါလေးပေါ့နော်โอเคနောက် နောက်နံပါတ်3ခါကြတော့မမဝဝလှလာတွေအတွက်เนาะမမဝဝလှလာတွေဆိုတာကဘယ်လိုလဲဆိုတော့နော်မမဝဝလှလာတွေကပေါင်ချိန်ဘယ်လောက်တိရှိလဲဆိုတော့ပေါင်ချိန်140အစမယ်ပေါင်ချိန်140ကနေပေါင်ချိန်180အထိစာနေလို့ဝတ်လို့ရတယ်เนาะပေါင်ချိန်140ကနေပေါင်ချိန်180အထိပေါ့နော်အဲဝတ်လို့ရမယ်ပေါ့နော်အဲ့လိုလိုမျိုးတွေဆိုရင်စာရင်းဝတ်ဒီမှာပုံမှန်အနံ့နေဘလောက်ဖြတ်မလဲဆိုရင်လက်ပြက်ဆိုရင်စာရင်းသုံးကြိုက်ခွဲဖြတ်မယ်နော်လက်ပြက်ဆိုရင်စာရင်းမှာသုံးကြိုက်ခွဲဖြတ်မယ်နော် အရင်တော့ရေးထားဖြစ်တဲ့အတွက်နည်းနည်းလက်ရေးလေးတော့သိခံပြီเนาะအဲ့တော့လက်ပြက်ဆိုရင်သုံးကိုက်ခွဲအောင်ဖြတ်ကြမယ်လက်တူကြီးလက်တူချုပ်မယ်ဆိုသုံးကိုက်ခွဲတထွားနော်သုံးကခွဲပြီးတထွားဆိုတော့အခုတောင်းနဲ့တထွားပေါ့အဲအဲ့လိုပြောချင်တာအဲ့တော့လက်ရှိဆိုရင်လေးကြိုက်တောင်ဖြတ်ကြမယ်နော်လေးကြိုက်ဖြတ်ကြမယ်လက်ရှိဆိုရင်လေးကြိုက်နော်လက်ရှိဆိုရင်လေးကြိုက်တောင်ဖြတ်ကြမယ်နော်ဒီလိုမျိုးဆိုခိုင်းနေတော့မယ်နော်လေးကြိုက်တောင်ဖြတ်ကြမယ် အာတောင်နဲ့တွန့်၈တောင်ပေါ့၈တောင်တော့ဖြစ်ပါတယ်เนาะဒါမျိုးလေးเนาะဒါလေးတွေကိုဇာတ်မျိုးစောက်ထဲမှာတေချာလေးဇာတ်မျိုးကိုကုပေးထားပါဗောနော်ဒါနောက်ကိုပိတ်စာဘလောက်လူလေးဆိုတာအဲကြည့်လို့ရတယ်ဗောနော်ဒါပေါင်ချိန်လိုက်လဲကိုကတိလို့ရတယ်ဗောနော်ဘဟုတုတာလေးပေါ့โอเคရမယ်เนาะဒါလေးတွေပါโอเคနောက်တစ်ခုကိုပြမယ်ဇာတ်နေနောက်တစ်ခုကကျတော့အနန်ဒီအနန်လွန်ပေါ့နော်အနန်လွန်ခုနငမောဝါလှလာတွေအတွက်ပဲပေါင်ချိန်180ဒီ140နဲ့180ဒီဝယ်လို့ရမယ်အနန်ကြီးတွေဆိုရင်သူကရှော့ဖြတ်ပေးမယ်ပိတ်စာဘူးလက်ပြက်ဆိုရင် အားလုံးတစ်ထွားအခုပြောနေတဲ့အရာတွေကဇာတိအခုပြောနေတဲ့အရာတွေဝိုင်းဆက်တွေကိုပြောနေတာဖြစ်ပါတယ်။တထည်ချင်းစီမဟုတ်ပါဘူး။နော်ကိုပုံစံရင်စမ်းတယ်လို့ဒီထက်ပုံပြီးဝယ်ပေးရမယ်။တထွားတထောင်ပို့ပြီးတော့ထည့်ပေးရမယ်ဆိုတော့လည်းပြောထားပေးပါတယ်နော်။နောက်တစ်ခုကလက်တူဆိုရင်၃ गाय ။နော်လက်ရှည်ဆိုရင်၃ गाय ခွဲကုန်မယ်။နော် गाय တွေကိုတောင်းနေပြန်ဖွဲ့လို့ရတယ်နော်။โอเคနောက်တစ်ခုကခန့်ခန့်ညံ့ညံ့မမကြီးခန့်ခန့်ညံ့မမကြီးဆိုတော့ကโอเวอร์โอเวอร์โอเวอร์ไซต์ดิပေါ့เนาะပေါင်ချိန်180เนี่ยအထက်เนาะပေါင်ချိန်180အထက် ပေါ့နော် over မမာရေးပေါ့နော် over size ကြီးဆိုရင်ဘယ်လောက်ဖြတ်မလဲဆိုရင် wide set ဆိုရင်လက်ပြတ်ချုံမယ်ဆိုရင်အမျိုး၃ kg ခွဲဖြတ်မယ်လက်တူဆိုရင်၃ kg ခွဲပြီး tetra ဆိုတာကျွန်တော်9000 tetra ကိုပြောတာနော်လက်ရှိဆိုရင်၄ kg နဲ့ tetra เนาะအဲအဲ့ဒါကုန်မယ်ဒါကပုံမှန်အနံအနံကြီးကိုဖြတ်မယ်ဆိုရင်စာတူကရှော့ဖြတ်မယ်เนาะလက်ပြက်လက်တူလေးချုပ်မယ်ဆိုရင်၃ကိုက်၃ကိုက်ပြဖြတ်မယ်လက်စကားချုပ်မယ်ဆိုရင်၃ကိုက်ခွဲဖြတ်မယ်နောက်ကလက်ရှည်ချုပ်မယ်ဆိုရင်၃ကိုက်ခွဲပြီးတထွာဆိုတာကမှာเนาะဒီမျက်စိကြောင်မသွားနဲ့၃ကိုက်မှာဆိုရင်၆တောင်ပါတယ်ခွဲရတထောင်ခုနှစ်တောင်တထွားတော့ခုနှစ်တောင်နဲ့တထွားကိုပြောတာเนาะဒါလေးကိုနည်းနည်းမျက်စိမှားမသွားနဲ့ နော်ဒီ guide တွေတောင်းနေလက်မတွေဆိုတာလည်းအခြေခံအပြစ်ကိုသိထားဖို့အရန်အရေးကြီးတယ်ပေါ့နော်ဒါလေးပါဒါကဒီခက်ခက်ညံ့ညံ့မမတွေအတွက်နော်ခက်ခက်ညံ့မမတွေအတွက်အဲပိစာဘယ်လိုဖြတ်ကမလဲဆိုတာဇာတိကပြတ်ပြရဖြစ်ပါတယ်ရှာမလားမသိဘူးနော်နည်းနည်းဝါးသလားလို့ okay เนาะတွေ့မယ်เนาะဒါလေးတွေကိုဇာတိကိုဒီအောက်ထဲမှာတခြားလေးကုပေးထားပါဒါကအဲဇာတိဒီဒါလေးကအနံလွန်ပေါ့เนาะအဲဒါလေးကခက်ခက်ညံ့မမတွေအတွက်ပါเนาะရှာမယ်เนาะအဲ့ဒီပြပြပေးမယ် โอเคဒါကဒါကเนาะအပေါ်ကကြာတော့ဇန်တူကိုလုံးအနေတော်သမားတွေเนาะကိုလုံးအနေတော်သမားတွေပေါင်ကြီး120နဲ့140အထိသမားတွေပေါ့เนาะဒီမှာကိုက်ရီအတွက်အောက်ကကြာအနန်လုံးအနန်ကြီးတွေဆိုဘလို့ဖြတ်မလဲဆိုတာဟာလေဒီအောက်ကကြာမမဘဝလက်လာတွေအတွက်ဆိုရင်ဘလောက်ဒီဖြတ်မလဲဆိုတဲ့အရာတွေပေါ့เนาะဒါလေးတွေပါโอเคဒီဘက်ကကြာတော့ကိုလုံးအနေတော်ကိုလုံးသေးတဲ့သူ နော်ပေါင်ကြီး120တိရတဲ့သူပုံမှန်အနံဆိုဘယ်လောက်ဖြတ်မလဲနော်အနံလုံးဆိုဘယ်လောက်ဖြတ်မလဲဆိုတာနော်ဒီမှာရေးပြထားတယ်ပေါ့နော်ပုံစံချုပ်မယ်ဆိုရင်တထွားဒါမှမဟုတ်တထောင်စီပို့ပြီးတော့ဝယ်ပေးရမယ်ပေါ့နော်ဒီသူ့ရဲ့အတိုင်းအတာထက်ကိုပို့ပြီးတော့ဝယ်ပေးရမယ်နော်အခုအခုဆိုရင်ပုံစံနေဆိုရင်စာရင်းနိုးပရာလေးချုပ်တာများတယ်ပြီးတော့အခုဆိုခထောင်လေးတွေချုပ်တာများတယ်ပေါ့နော်ဒါမျိုးလေးတွေပေါ့ရမယ်နော်ခေပါအစမီပါစေအကျိုးရှိပါစေဇာနီပါအကိုတွေ့အကျိုးရှိသွားတယ်ပညာရသွားတယ်ဆိုရင်ပဲ comment မှာ yes လို့မှတ်ခဲ့ပြီးပါအကျိုးရှိသွားတယ်ဆိုရင်လည်းအကျိုးရှိပါတယ်လို့ဇာနီကိုမှတ်သားပေးပါအောင်เนาะနောက်ထပ်ကိုလိုလီလာနေရဲ့သူလေးတွေစကြုပ်ပညာကိုလီလာနေရဲ့သူလေးတွေအတွက်လည်းเนาะအကျိုးရှိသွားအောင် share ပေးခြင်းဖြင့်ကူညီပေးပါလို့ပြောချင်ပါတယ်เนาะကျေးဇူးများကြီးတင်ပါတယ်ဇာနီပါနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye